ီတခါ Microsoft Word ထဲမှာ colon ခွဲပြီးစာရိုက်တာတွေပြောမယ်နော်အဲ့တော့အရင်ဆုံးဒီစာရွက်စက်တင်ကိုအရင်စပြင်မယ်ဆိုရင်၄ရောက်ထဲကစာရွက်ရဲ့ size ကိုသွားပြင်ပေးရမယ်နော်စာရွက် size မှာကိုက A4 size ကိုဟိုဟာပေါ့အလျားလိုက်ရိုက်မယ်ပေါ့နော်ဒါဆိုရင် A4 လေးကိုရွှေမယ်အလျားလိုက်ရိုက်မှာမို့လို့ orientation မှာ portrait landscape เนาะဒီမှာနှစ်ခုရှိရယ်เนาะ portrait က downlight landscape ကအလျားလိုက် landscape ကိုယူမိမယ် နောက်မာဂျင်ကိုတော့တက်တက်လေးပဲယူလိုက်မယ်။ narrow ပဲယူထားလိုက်မယ်။ပြီးရင်ဒီထဲမှာ column ဆခွဲမှာဖြစ်တဲ့အတွက်ဒီလေးောက်ထဲမှာပဲ column မြက် downway row မှာနှိပ်ပြီးတော့ column နှစ်ခုခွဲလိုက်မယ်နော်။အဲဆိုရင်ဒီနားလေးမှာဒါလေးမှာပြည်တယ်ကိုကြည့်လိုက် column နှစ်ခုခွဲတဲ့ပုံစံလေးညားလိုက်မယ်။တရွက်လုံးအနေထားကြည့်ရင်တော့လောလောဆယ်မှာစာမရရသေးတဲ့အတွက်မတိတာသေးဘူး။ဒီမှာပြည်တယ်မမြင်ရတဲ့ ဲ့တော့ column ခွဲထားဖြစ်တဲ့အတွက်ဒီ pattern လေးရှိရင်တော့သိတာရဲ့ဒီနားလေးမှာဒါလေးနှစ်ခုမြင်နေရတာ column ခွဲထားရပေါ့ဒါ column အချင်းချင်းဒီလိုလေးပြင်ပြီးလို့ရတယ်နော်အဲ့တော့ဒီထဲမှာကိုကစရိုက်တော့မယ်ပေါ့အဲ့တော့အခုဒီမှာ insertion point ရှိနေပြီစရိုက်ဖို့အတွက်ဆိုရင် column ခွဲပြီးရိုက်မှာဖြစ်တဲ့အတွက်ဒီမှာ insertion point ရှိနေပြီဆိုရင်စရိုက်ထည့်လိုက်ရုံပဲဒါပေမဲ့အခုရိုက်ထားတဲ့စာလေးဒီထဲမှာ paste လုပ်ထားလိုက်မယ်နော် အဲ့တော့တခြားစာရွက်ထင်းမှာရိုက်ထားတဲ့စာကို copy ကူးခဲ့တယ်အခု paste ကိုနှိပ်ချလိုက်တယ်ဒါဆိုရင် invitation letter for ဆိုပြီးစာလေးရှိနေပြီလေအဲ့တော့အဲ့စာလေးကိုဆက်လက်မှတ်မယ်ဆက်လက်မှတ်ပြီးတော့အလဲလေးပို့မယ်သူကဖိတ်စာဖိတ်တာဖြစ်တဲ့အတွက်စာရဲ့ပုံစံလေးတွေကိုပြင်ပေးလို့ရတယ်ဆိုရင် enter လေးခေါင်းလို့ရတယ်ဒါဆိုရင် enter လေးတွေပြင်ပေးလို့ရတယ် enter အဲ့တော့ဒီမှာခေါင်းစဉ်လေး invitation letter ဆိုတဲ့စာလေးကိုလေးပုံစံပြင်မယ် mono ပြီးရင်စလုံး size လေးကိုပြင်မယ်ဒါဆိုရင်ဒီနားလက် A4 ပုံစံလေးကနေစလုံး size လေးပြင်သွားလို့ရတယ်နောက်တစ်ခါဒီစာလေးနော်ဒီစာလေးကိုဘိုးလေးလုံးမယ်ဆက်လက်မှတ်ပြီးတော့နော်နောက်တစ်ခါဒီစာဒီစာမှာကြတော့ဆက်လက်မှတ်ပြီးရင် size လေးနည်းနည်းကြီးမယ်နောက်တစ်ခါလေးပုံစံလေးထပ်ပြင်မယ်အဲဒါဆိုရင် prototype conceiver ပုံစံလေးကိုပဲတွားကြည့်လိုက် အဲဆိုအတွက်ပုံစံလေးရပြီနောက်ဒီစလုံးလေးတွေဒီစလုံးလေးရကြတော့ကိုက area form ပြောင်းခြင်းနေဆိုရင် area form လေးပြောင်းလိုက်ဒါဆိုရင်လက်ရေးပုံစံလေးတွေကိုပြင်လိုက်တယ်အဲ့တော့ဒီထဲကကိုကြိုက်တဲ့အတွန့်ပုံစံလေးရွှေးလို့လည်းရတယ်။နောက်ဒါလေးဆိုရင် emoji icon လေးထည့်လို့ရတယ်၊ဘူးလို့ရတယ်။နောက်ဒါလေးစားကြတော့လရေပုံစံလေးပြင်သွားတာပဲနော်။အဲ့တော့လရေပုံစံမှာကိုလိုချင်တဲ့လရေပုံစံလေး နောက်ဒီရှင်းမှာကသင်္ကေတတွေခေါ်ထဲတော့မယ်အဲအောက်လေးကိုနည်းနည်းချမယ်ဒီလိုလေးသွားလို့ရတယ်နောက်သူ့ကိုဖောင်လေးခတ်မယ်နော်ဖောင်ခတ်မယ်ဆိုရင်အလောလောဆယ်စာရွက်လေးကိုနည်းနည်းလေး view ထဲကနေ one page နဲ့သွားကြည့်ဒါဆိုစာရွက်တွေ့ရလုံးနေထားမြင်နေရပြီဒီအောက်မှာစာရည်ကနေရာကြံသေးရဒီလိုလေးထားလိုက်နေရသေးရနော်နောက်တစ်ခါဖောင်ခတ်တဲ့အခါ insert တဲ့အခါ ီနားလေးမှာ shape ဆိုတာလေးရှိတယ် shape လေးကနေ dragon ဆွဲပြီးတော့ဒီလိုလေးပေါက်ခတ်လိုက်လို့ရတယ်ဒါဆိုရင်သူ့ရဲ့အကျဉ်းကျယ်လေးတွေကိုဒီကနေပြင်ပေးလို့ရတယ်အဲ့တော့အဲ့ဒီမှာအရောင်လေးတွေ shape face ရဲ့ down room မှာနှိပ်ပြီး no face နဲ့အရောင်ဖြောက်လို့ရတယ်နော် shape outline မှာ weight က more line တွေကနေပြီးတော့ဒီဘက်ဘေးနားလေးမှာပါလေးချက်ရွေးလို့ရတယ်ဆိုရင် line ရဲ့ပုံစံလေးတွေရွေးလို့ရတယ်ဟိုက၃ချောင်းမြင့်လို့ချင်း၃ချောင်းမြင့် တယ်။နောက်အထူလေးတွေပြီးရတယ်။အထူလေးမှာကိုက30လောက်ဆိုတာ size လေးနည်းနည်းကြီးသွားပြီနော်။ဒီမှာ30ပြင်လိုက်တယ်အန်တက်ပေါက်လိုက်တယ်။အဲ့တော့ဒီစာလေးကိုကိုလိုချင်တဲ့အနေအထားဘောင်လေးတွေလိုလေးပြင်သွားလို့ရတယ်။အဲ့တော့ဒီစာအနေအထားကပိုကေဘီဆိုရင်တော့သူ့ကိုဘာလေးထပ်လုပ်လို့ရမယ်ဆိုရင်ဆက်လက်မှတ်လိုက်တယ်နော်ဆက်လက်မှတ်ပြီးတော့ copy ကူးမယ် copy ပြီးရင်ဒီအောက်မှာ insertion white ထားလိုက် ီအပြင်ဘက်လွတ်တဲ့နေရာကိုဒါထားလိုက်ဒါဆိုရင်သူ့စာဒီမှာအဆုံးရှိနေတွင်မှာ exception point တွေဝင်နေနော်အဲ့တော့မှ enter ခောက် enter ခောက်သွားလိုက်ရင်ဒီဘက်မှာညာဘက် column တွေကိုရောက်သွားပြီအဲ့တော့မှဒီဘက်က paste ကိုနှိပ်လိုက်ဒါဆိုဒီဘက်ထဲမှာနောက်တစ်ခုထပ်ရလာနိုင်မယ်သူ့ကိုထောက်ထက် copy ကူးမယ်ဆက်လက်မှတ်ပြီးတော့ပြီးရင်တော့ paste လေးသွားလိုက်နော်ဒါဆိုဒီဘက်မှာနောက်ထပ်တစ်ခုလေးထပ်ရလာနိုင်မယ်အဲ့တော့ကိုလိုချင်တဲ့အနေအထားရအောင်သွားစာလေးတွေအောက်ကိုချကျင်နေဆိုရင်အောက်ကိုထပ်ချနော် ော့ကိုလိုချင်တဲ့အနေထားလေးဖြစ်အောင်ပြင်မယ်။စာလေးတွေအလဲတွေပြင်မယ်။ဘောင်လေးတွေကိုလိုချင်တဲ့အနေထားလေးရအောင်ချေ။အဲ့ဒီမှာသင်္ကေတလေးတွေအယုတ်ကလေးတွေခေါ်ထည့်လို့ရမယ်။သင်္ကေတခေါ်ထည့်တဲ့အယုတ်ခေါ်ထည့်တော့မယ်ဆိုရင်ကိုကဘာလို့လဲ။ insert ထဲကခေါ်ထည့်ခြင်းနေဆိုရင်ဒီ picture လေးကနေခေါ်ထည့်လို့ရတယ်။ဒါမှမဟုတ်ဒီရှင်းနားလေးမှာသင်္ကေတလေးခေါ်ထည့်မယ်ဆိုရင်ဒီနောက်မှာ insertion point ထားပြီးတော့ဒီမှာ online picture နေခေါ်ထည့်လို့ရတယ်နော်။ online picture ဒါပေမဲ့ internet တော့ချိန်ထားမယ် internet ဒီမှာချိန်ထားပြီးသားဖြစ်ပြီးဆိုရင်နားလေးမှာကိုကပတ်တင်းနဲ့ပတ်သက်တာဆိုရင်ပတ်တင်းဆိုပြီးတော့ enter ခေါက်လိုက်နော် enter ခေါက်ရင်ဒါဆို connection ချိန်ထားပတ်တင်းပုံလေးညားနေတယ်အဲ့တော့မှကိုလိုချင်တဲ့ပတ်တင်းလေးကိုထည့်ချူပေါ်ထည့်မယ် insert ဒါဆိုရင်ပုံကနည်းနည်း site ကြီးနေတယ်လို့ပြောတာနော်အဲ့တော့နောက်ထပ် online picture ထည့်ရှာမယ် effective အဲ့ဒီဒီထဲကနေမှလူကျင်တဲ့ဗတ်တီပုံစံလေးဒီမှာပူပေါင်းလေးတွေပါလေးပါတာလေးယူထည့်လိုက်မယ်နော်အဲဂိတ်ပုံစံလူကျင်ဂိတ်ဒီတစ်ခုရင်ထည့်ကြည့်လိုက်မရမရဘူးဆိုရင်တော့ online ကနေ copy copy paste လုပ်ကြည့်မယ်အဲ့ဒီ ဒီလိုဟာလေးတစ်ခုထည့်ကြည့်ရအောင်။မာရှယ်ကလေးရှိတယ်ဒီလို frame လေးရှိတယ်။ဒါဆိုရင်ဒီပုံလေးရရပေါ့နော်။ဒါဆိုရင်ဒီပုံလေးကို dragging ဆွဲ။အဲ့ဒီမှာဒီဘေးလေးရတော့ပါလို့ဆိုဒီလိုအခုခွေးလေးပေါ်ရင်ရွှေ့လို့ရအောင်နောက်ဆို in front of desk ဖြစ်ဖြစ်တစ်ခုခုကိုယူလိုက်နော်ပြီးရင်တော့ဒါလေးကိုကိုလိုဂျင်နဲ့တောင်းပြီးမှဆွဲရွှေ့လို့ရ ဒေါက်ကိုခေါ်ထည့်ခြင်းတဲ့နေရာလေးမှာပုံလေးကိုခေါ်ထည့်ခြင်းဒီနည်းနဲ့ခေါ်ထည့်ပြီးလို့ရတယ်နော်အဲ့တော့ဒီပုံလေးကိုမှမကြိုက်ဘူးကိုကစာသားကြီးရဲ့လိုချင်တယ်ဆိုတော့ online ကနေပြီးတော့ connection ချိန်မယ်အဲ့ဒါဆိုရင်ဒီ Microsoft Word ကိုခဏချုပ်ထားလိုက်နော်ပြီးရင် browser ထဲဝင်တယ် browser ထဲဝင်ပြီးတော့ဒီမှာ Google ထဲရောက်နေတာဖြစ်တဲ့အတွက် Google box ထဲမှာဗတ်တီးပေါ့နော်ဗတ်တီးရိုက်ထည့်မယ်အဲ့ဒီဗတ်တီး ပုံလေးရှာမှာဖြစ်တဲ့အတွက် image ကိုလေးရွေးလိုက်မယ်နော် image ကိုရွေးပြီးသွားရင်နောက်တစ်ခုကဘာလေးကိုထပ်ရှာပေးရမလဲဆိုရင်ဒီ box လေးကလည်းနည်းကြည့်ရတယ်အဲ့တော့ battery ကိုရွေးပြီးသွားရင် battery မှာမှာကိုကပုံလေးတွေ GIF တွေထပ်ရှာကြည့်လိုက်လှုပ်ရှားမှုပါတယ်အဲ့တော့ဒီထဲမှာကိုလိုချင်တဲ့ပုံလေးတစ်ခုဗတ်ဒီကိတ်ဆိုရင်ဗတ်ဒီကိတ်ပုံလေး ဒါလေးမှာ right click နဲ့ copy image နဲ့သွားလို့ရတယ်။ပြီးရင် Microsoft Word ထဲဝင်မယ်။ပို့လို့ခြင်းတဲ့နေရာကိုထား paste ။ဒါဆိုရင်ဒီပုံလေးတွေကဒါပို့လို့ခြင်းတဲ့နေရာကိုရွှေ့ပြီးလိုက်